ယခုတခါကျွန်တော်ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာနီကိုရဲ့ရေးသားသောရံပွဲဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်ခင်ဗျာရံပွဲနွေနေလေကင်းနေအောင်ဖြင့်လင်းနေသော ပုံနရိပ်ပင်အုပ်ထဲရှိပိုးမြေအိမ်ထဲတွင် ရွက်ချောက်တစ်ခုကညိနေကာလေပြေတိုက်သည့်အခါတိုင်းခြားခြားလဲနေသည်ကို မေးမောကာကျွန်တော်ပျော်နေမိသည်အလင်းရောင်ကိုငြိမ်စုပ်ခါနွေထွေးနေမည့်တဲ့ရက်ကလေးများလိုပင် ကျွန်တော်နှလုံးသားကလည်းနှွေးထင်းနေ၏ကြည်ပြန်ကတရောင်စစ်ပြင်တွက်ခါမျက်စောင်းကိုဒိုင်းကနေလှမ်းထုံမှကျွန်တော်တတိပြန်ဝင်လာသည်ကြည်ပြာတို့လာလေသောနှွေနေလေခင်၏စမ်းကြဲသောအလှအပါတဲ့တွင်မျောပါသွားသောကျွန်တော်နှလုံးသားကိုဂမန်ကရန်ပြန်ခေါ်ကအမေတုတ်ပေးထားသောအဖိုးကြီးတုတ်လက်ဖက်ပကံထဲမှပဇွန်เจ้าများကိုကြည်ပြအတွက်လိုက်လံစုဝေးရ၏ ဒီတော့မှကြည်ပြာကဇွန်ကလေးကိုအตาမြောက်ကလက်ဖက်အตาနဲ့နဲ့ဖဲ့ယူလိုက်ရင်အင်ဂျွေလေးဖြင့်စားသည်အမေကကြည်ပြာကိုပြုံးကြည့်နေသည်ရင်ရင်သိမ့်နဲ့ဇော်မင်းထွေးတို့ကလည်းငြင်းငြင်းကလေးရှိသည်နေမကောင်းသဖြင့်ရုံးခွင့်ရဲ့ရှည်ယူထားရသောအမေကို ကြည်ပြာတို့ကတရင်လာမေးရင်မုန်လာပေးခြင်းဖြစ်၏အမေနေမကောင်းသဖြင့်အပြင်ထွက်ခွင့်လည်းမရကြောင်းလဲမတက်ရသောကြောင့်ကျွန်တော်ကကြည်ပြာကို လွှမ်းနေခဲ့တာကြားပြီး အမေကလည်းကြီးပြားတဲ့လာမေးရောကုကင်းမုံတို့ကလေးပေးရုံနဲ့ယောဂတဝက်တက်တာသွားပုံရ၏ရေရေပြုံးပြုံးရှိလာသည် အဖေသည်စကားများလုံးသောကြီးပြားကိုတစ်ချက်နှစ်ချက်စိုင်းငေးကြည့်တဲ့ယုံမှအပဘာမှတော့ဝင်မပြောပေတိတ်နေမကောင်းတာတော့မဟုတ်ပါဘူးသမီးရဲ့ခေါင်းတွေကအုံပြီးအကြော့တဲရင်တုံပေါ့ဒါပေမဲ့လူကြီးဆိုတော့ခန္ဓာရည်အားကတိတ်မရှိလာဘူးဟုတ်ကဲ့အန်ဒီ ရုံမာကလည်းလက်နှိပ်ဆက်ဆိုတော့မစားသာဘူးတမီးရေဟိုတနေ့ကလည်းစားတစ်စောင်လုံးရိုက်တာချော့လို့အဲ့ဒါလေးပြီးကန်နီးအရာရှိနာမည်ရိုက်တော့မှလွဲတာအမေကစကားကိုခဏရပ်ပြီးယူနေချမ်းကိုလက်လန်းတစ်ဖြင့်ကြည်ပြာကငယ်ပေးသည် အမေကယူနေချမ်းပူပူကိုမှုတ်ခါတောက်၏ကြည်ပြာတို့အားလုံးက အမေစကားမှာစိတ်ဝင်စားနေကြသည်အရာရှိနာမည်ကဥလှစိမ့် တသက်လုံးဒီနာမည်ကိုရိုက်လာခဲ့တာပါဒါပေမဲ့လူကနေမကောင်းကြံမို့မဟုတ်လားအဲ့ဒါကိုလက်များပြောပါတယ်စလုံးနဲ့ကငယ်မှပြီးလှစိန်ကိုလှကိန်းလို့အမေစကားဆုံးတော့ကြည်ပြာရင်ရင်သိမ့်နဲ့ဇော်မင်းထွေးတို့ကဝါကနေရေလိုက်ကြသည်ထိုးရေတံများကြောင့်အပြင်ဘက်တွင်ရှိနေသောနှွေနေလေခင် နေရောင်ပင်တုံရင်သွားသည်ဟုကျွန်တော်ထင်သည်ကျွန်တော်တို့အင်္ဂလိပ်သည်ကြည်ပြာတို့ကြောင့်ပျော်စရာကြီးဖြစ်နေသည် ကားငယ်နဲ့စလုံးတွေကဝေးကြီးရဲ့ဘယ်လိုမှရိုက်မိတယ်လဲမသိပါဘူးတရုံလုံးကလည်းမသိကြဘူးတမီးရဲ့နောက်ကြမှာသိကြတာအရာရှိကအန်တီကိုစိတ်ဆိုးလိုက်တာသူကလည်းမကြည့်မိပဲလက်မှတ်ထိုးမိတာကိုကြည်ပြန်ကဘိုက်ကျော်ကလေးကိုနှိပ်ခါရဲသည်ရဲဝဲအမေကလည်းခေသူမဟုတ်ပါလားဟုကြည်ပြန်ကတွက်ချင်ရင်လည်းတွက်ပြီ ကျွန်တော်ကတော့အမေကိုရဲစရာတွေတိတ်မပြောစီချင်း ကျွန်တော်နဲ့ပတ်သက်တော့ရေစရာအဖြစ်တွေကအမေစီမှာအများကြီးရှိတယ်မို့လားအော်မေလိုအန်တီတမီမန္တလေးကအပြန်အနည်းဖို့တနကားတော့ကလေးဝဲလာတယ်ဟိုအဲ့ဒါလေကြည်ပြာကလက်ကလေးကိုရှုပ်ရှက်ခတ်နေအောင်ဝိလေပြာရင်ကလဲသားစလင်းပတ်ထဲကတနခါတုံးလေးကိုထုတ်သည်ကြည်ပြာမန္တလေးသို့တပတ်ကြာသွားလည်ခဲ့သေးသည်ကျွန်တော်တို့လည်းဓာတ်ပုံတွေထုတ်ခါပေးရင်လက်ဖက်ပကံနဲ့မှစက်တုံးဥကိုဖြတ်ခနဲနိုင်သည် တဏ္ဍာရုံကလေးမွေးလိုက်တာဂျေစုတင်มาတယ်ကြည်ပြရဲ့အန်ဒီကတဏ္ဍာသိတ်ကြိုက်တာ ဟုတ်တယ်တမီးလက်တဏ္ဍာပဲတဏ္ဍာကအသားအေးတယ်အန်ဒီရဲ့တဏ္ဍာပဲတမီးကအမေနဲ့ကြည်ပြတယောက်နဲ့တယောက်ကြည်ကပြိုင်လူရဲချလိုက်သည်အမေကတဏ္ဍာရုံကလေးကိုမွေးရတာနေသည်ကြည်ပြပေးသော ထိုတဏ္ဍာရုံကလေးသည်တန်းလျောက်မွေးထားသော အမေအတွက်မိန်းကလေးတဦးထံမှရသည့်ပထမဦးဆုံးလက်ဆောင်သာဖြစ်သည် ကျွန်တော်ကငွေကြီးနှစ်ကောင်ရှိမှကြည်ပြာရိုက်ထားသောဓပုံကလေးကိုငေးနေမိသည်ကြည်ပြာကကပ်အုပ်ထုပ်ကလေးနဲ့တော်တော်လိုက်သည်ဟုကျွန်တော်ထင်သည်ဒီလိုရေကြမောကြစကားပြောကြရင်ညနေရောက်တော့ကြည်ပြာတို့ကပြန်မို့ပြင်သည်ကျွန်တော်ရင်ထဲစွေးကဟာသွားမိ၏အဖေနဲ့အမေကပြုံးပြုံးကြီးနဲ့ကြံရိတ်ခဲ့သည်ရင်ရင်သိမ့်တဲ့ဇော်မင်းထွေးကိုတကုံကမ်းမတိုင်လိုက်ပို့ပြီးတော့မှကြည်ပြာကအလန့်တကြားထအော်သည်ဟဲ့ ချဲဝင်ငါထီရနောက်ပိတ်ကလေးမရှိတော့ဘူးဟာနင်တို့အိမ်မှာပဲကြမ်းခဲ့သလားလမ်းမှာပဲကြာသလားမသိဘူးပြန်ရှာရအောင်ဟာဒီတိကငါအမထီဟာပျောက်သွားရင်ငါအဆုခံရမှာတိလားជីဗျာကစိတ်ပူနေတော့လဲကျွန်တော်ကတော့ပျော်သွား၏ဘာပဲဖြစ်ဖြစ်ជីဗျာနဲ့ခတ်ကြကြနေရမည်ဆိုလေကျွန်တော်ပျော်နေတတ်သည်လမ်းမှာနှစ်ယောက်ပြုတ်ပြဲရှာကြသည်မတွေ့အိမ်မှာပြန်ရှာတော့လည်းမကြံជីဗျာကတဖြစ်တော့တော့အဲ့ဒါနင့်ကြောင့်တိလားနင့်ကြောင့်ဟာငါနဲ့ဘာဆိုင်လို့လဲဟာ နင်းမငါကိုဘယ်လိုမဆိုင်တာယူဆိုင်သိရမှာပေါ့နင်းကြောင့်သိလားကျွန်တော်ဘာမှမပြောတော့ကြည်ပြာဒီပြဿနာတစ်ခုနဲ့တွေ့သည့်အခါကျရင်ကျွန်တော်ကသာအပြစ်ဖို့ရသည်ဆုံးရှုံးမှုအမားအထင်လွဲစရာများနဲ့ကြုံရင်ကျွန်တော်ကသာတရားခံရှာရသည်ကြောင်းကျိုးမဲ့လက်ညှိုးထိုးဆွဆွဲလေးရှိသည်ဒါမှလည်းကြည်ပြဘဝတည်အပြစ်ကင်းစင်လုံးချောရှိမည်မို့လားလုံကြုံချောဝင်မည်မို့လား အမားကိုဝန်ခံခြင်းစိတ်သာကြည်ပြမှရှိလင်ကြည်ပြသည်ယခုထက်ပိုလာနေမှသိကြသည်ကျွန်တော်ကလည်းချစ်သည့်စိတ်ကလေးတစ်ခုတည်းနဲ့ကြည်ပြစွဲချက်မှန်သမျှကိုရင်ကုန်နှုတ်ပိတ်နေတတ်သည် ကျွန်တော်ဆုံးရှုံးမှုကြောင့်ချစ်သူပြောသည်ဆိုလျင်ကျွန်တော်ဘာကြောင့်အဆုံးရှုံးမခံရရမည်နည်းအခုလဲရှိစီတော့ကျွန်တော်ကြည်ပြနဲ့ရံမဖြစ်ချင်းကြည်ပြနဲ့ကျွန်တော်အတူရှိနေရင်ပြောချင်းသည်အေးပါဟာငါထိပြင်းတဲ့ဆိုင်မှာပြန်ရှာထားလိုက်မယ် အခုနေပြန်မှုစောပါသေးတယ်ဟာခြံထဲလိုက်ခဲ့ဟာနင့်ကခေတာတီးပြမယ်ကြည်ပြန်ကဒေါသထွက်နေပြီးမျက်နှာကလေးကို ပြောင်းကနာယီကိုငုံကြည့်သည်၄နာရီ၅မိနစ်ဟုတူတူယူ၏အိမ်ကိုတစ်ခေါက်ပြန်သွား၍မရတော့သဖြင့်အမေကြီးခြံထဲကိုကြည်ပြကို ခေါ်နေခြင်းသာဖြစ်၏ကျွန်တော်တို့အိမ်နဲ့အမေကြီးခြံကလည်းသိပ်မဝေးလားကြည်ပြာကခဏစဉ်းစားနေရင်မှရှာကလေးထုတ်ကကျွန်တော်ကိုပြောင်ပြသည် ကျွန်တော်အယမ်းပျော်သွား၏ ်အခုတော့ကြည်ပြာသည်အားလုံးကိုမိလျော့သွားပြီဖြစ်သည်ကြည်ပြာသည်ဤသို့စိတ်အပြောင်းလဲမြန်သောမိန်းကလေးတစ်ယောက်လည်းဖြစ်ပြန်သေးသည်တန်နိုင်ကားထဲကတခြင်းတွေတိပြဟာငါကအဲ့ဒီတခြင်းတွေကိုတိတ်ကြိုက်တာဟာအေးတိပြမယ်လေဟာခြံထဲရောက်တော့ကြည်ပြာသည်ကျွန်တော်တိပြသည့်တခြင်းတွေကိုခံစားမှုအပြစ်နဲ့စိတ်ငြိမ်စွာနားထောင်သည် သူရသည့်အပိုက်ကလေးများတွင်တန်ကြောင်ကလေးနှင့်လိုက်အော်ဒတ်သေး၏ ကိုသိတ်ချင်ရတဲ့မိန်းကလေးတယောက်ကိုဂစ်တာတီးပြရတယ်ဆိုတာဘလောက်ပြောဖို့ကောင်းပြီးဆွဲမှတ်ဖို့ကောင်းတဲ့တာယာမျက်နှုံးမှုမျိုးလေထို့နေ့ကိုကျွန်တော်ဘယ်တော့မှမမေ့အမေကြီးခြံကားထွက်တော့ညနေ9:00နာရီကျော်ပြီဇဝနထိတ်မှအတင်းတိုင်ရှိသည့်ကြည်ပြာနှင့်ကျွန်တော်15ချက်ဖြင့်စိုက်ကားစီးကြသည်ပြီးတော့သူ့မနာအာကစားကွင်းကြီးကိုဖြတ်ကလမ်းလျှောက်ကြသည်ညနေကြီးလေပြည်သည်တစ်ပင်အုံများတဲ့သို့ တိုးဝင်လိုက်ပြန်ထွက်လာလိုက်နဲ့ဟိုဟိုဒီဒီမြူးထူး၍နေသည်ညနေကြီးတိမ်တွေကကောင်းကင်ပေါ်မှာဒုနဲ့တဲနဲ့ငိန်ငါရက်နေကြ၏အိတ်တန်းပြန်ငှက်တွေကလည်းဟိုအဝေးမှ ပြန်တန်းသွားကြသည်ဝင်လူစဲနေ၏ညိုးရီတစ်အလဲအချို့ကတိမ်ငိန်တို့အစုံးမှာ ခိုတွဲလာတွယ်ကပ်နေကြသည်ပူပြင်း၆တွေ့သောຫນွေနေလေခဲမှလွတ်မြောက်ခါစား ထိုညနေကြီးကလေးသည်မွှေးရနဲ့တမျိုးဖြင့်ချစ်ဖို့ကောင်းလေသည်ညနေကြီးလင်းချင်းခံသူများနဲ့သူဝနအာကစားကွင်းရှိသည်အယံစီကား၍နေ၏ကြည်ပြာကခေါင်းကလေးကိုမော့ကမော့ကလမ်းလျှောက်တိုင်းပခုံးစုံပေါ်မှစံစတွေကဝဲလွတ်သွားပြီကြည်ပြာသည်လမ်းလျှောက်ရင်းကပျော်လာပုံရသည်ကျွန်ုပ်ကိုပခုံးဖြင့်လှမ်းလမ်းတိုက်ကာစနေသေးသည် ညနေ၏နေအောင်တွင်ပျော်ရွှင်ကဝဲပနေသော ကြည်ပြမျက်နှာသည်မှဲ့ရှုံးနေသောပန်းသီးတစ်လုံးနှင့်တူသည်နှစ်သမီးဆိုလျင်ပင်ရိုးရိုးနှစ်သမီးမဟုတ် အလှပြင်ထားသောနှစ်သမီးကျဲပေါင်းစုံခါထားသောလားပြေဝန်နေကြီးမကြခင်ပွင့်တဲ့ပန်းပွင့်ဒါမှမဟုတ်ရင်ကြည်ပြသည် အိပ်ပျော်နေရမှနိုးထသည့်အခါပိုးတုံးလုံးကလေးမဟုတ်တော့ပဲ ရောင်စုံတောင်ပန်များနှင့်ဖြစ်နေကမိမိကိုမိမိအံ့ဩသောအိယာနိုးစလက်ပြာလှလှကလေးနင့်ကိုငါပေးခဲ့တဲ့ထုံမုံကအကုန်မဲဟဟိုကောင်တွေကိုတင်ကြီးစေးကဝယ်ပေးရမှာတော့မပြောနဲ့နော်မန်းနေလေးကလည်းပူလိုက်တာဟာကားတွေကလည်းအကြာကြီးရက်တာဟဲတိလာတုံးမင်းကားတွေကိုတွေ့ရတော့ရေးစရာကြီးဟာငါအသားမဲသွားသလားဟင်ရဲဝင်ကြည်ပြာကသူ့လက်မောင်းကလေးကိုမြောက်ခါကျွန်တော့ကိုပခုံးဖြင့်တိုက်ရင်မေးသည်ကြည်ပြာပြောနေတာလုံးဝတေးကြပြီး တုံးမင်းကားတွေကိုတွေးတော့ရဲစရာကြီးတဲ့ကျွန်တော်ကလည်းချစ်တူမိန်းကလေးတစ်ယောက်နဲ့အတူလမ်းတွဲရှောင်နေရတော့ယောက်ျားတစ်ယောက်ဤမာနပီတိပျော်ရွှင်မှုအင်အားအပြည့်နဲ့မြောက်ကြွကြွဖြစ်လာ၏ဒါကြောင့်မြို့မငင်းကပြောတာပေါ့ဟာရန်ကုန်သူတွေမန္တလေးသွားရင်အင်းလျားကြီးတစီလောက်တော့ယူသွားတဲ့လို့မြို့မငင်းမြို့မငင်းဆိုပါလေဟာလူဘောဟာဘယ်ကလူလဲနင့်အသိလား ကြည်ပြာကမျက်မှောင်ကျုပ်ခါပြန်မေးသောစကားကြောင့်ကျွန်တော်အတော်အံ့ဩသွားသည်ကြည်ပြာဟာမြို့မှငိမ့်ကိုတောင်မှမသိဘူးလားကျွန်တော်ဒေါသလည်းဖြစ်သွားမိခွေးပဲမြို့မှငိမ့်ကိုတော့မသိဘူးလားဟာတချင်းရစီရလေမြန်နန္ဒာတချင်းဟာဆရာဆက်တာပေါ့မြို့မှငိမ့်ဆိုတာကအိုးတော်ပြီတော်ပြီနေငါကမဆဲနဲ့နော်ရဲဝင်နေဟာတွေကတိတ်ရှုပ်တယ်ငါအသားမဲသလားမမဲဘူးလားဒါပဲပြောကြည်ပြာကကျွန်တော်ကိုပခုံးပြန်လှမ်းတိုက် မျက်စောင်းတိုင်းကနေထိုးကပေါ်သည်ကြည်ပြလေတံနှင့်ရှုပ်တယ်ဆိုသည့်ဇကားကြောင့်ကျွန်တော်ရင်ထဲမျက်ခနဲဖြစ်သွား၏ကြပြားစရာတယောက်ရဲ့ချစ်သူဟာမြို့မကြီးကိုတော့တိဖို့ကောင်းပါသည်ရှယ်လီကိုမသိကျင်သေးပါဘလိုနယူတာဂျွန်ကီ အော့စကာဝိုင်းဂါထဲကိုမသိကျင်နေနေပီကာဆိုဗန်ဂိုးမိုးနေမိုရီကလျာနီနဲ့ပကြီးမျိုးညွန့်ကိုမသိလျင်နေမြို့မကြီးလောက်ကိုတော့တိထားသည် ျွန်တော်ဘလို့ရှင်းပြရရင်ကောင်းမလဲနင်မပြောနိုင်တော့ဘူးမဟုတ်လားနင်မသိတော့ဘူးမဟုတ်လားကြီးပြာကငိုင်းကျသွားကအကြီးအကျယ်စဉ်းစားနေတော့ကျွန်တော်မျက်နှာကိုကြည့်ကဒေါသဖြင့်ကြုံអော်သည်ကျွန်တော်ထိတ်လန့်သွားကမြို့မငိမ့်ကိုရောကပ္ပအနုပညာရှင်ကြီးများကိုရောခေါင်းထဲကချက်ချင်းထုတ်ပြလိုက်ရသည်နင်ရောလေဟာអော်လိုက်တာဟိုလီနင်းနေတော့ညိုးသွားတယ်ဟာလဲသိလိုက်လုံးဝမညိုးဘူးငါအပြန်ထက်တော့ကားနဲ့သွားတာ ဟိုမှာတက်နှခါချေဆုံးကောင်းဆုံးလိမ့်တာလုံးဝမညိုဘူးလဲသေးလိုက်ကျွန်တော်တက်ပြင်းကိုချကအန်ကိုကြိတ်မိသည်ဘာများတက်နိုင်အောင်မည်နီကြည်ပြန်ကသူ့လက်မောင်းကလေးကိုမြှောက်ယူကတင်ငါမကင်းတယ်လို့ကြည်ပြန်သည်ပြီးတော့မျက်ဝန်းတွေကိုမှေ့ကျင်းကပြုံး၏ငါ့ကိုကားနဲ့လိုက်ပေါ်တာဘယ်သူလဲသိလားငါညမဝမ်ခွဲရဲ့တငယ်ချင်းပေါ့ငါကိုကြိုက်နေတဲ့အကိုကြီးငါကိုအသားတွေမဲကုန်မှာစိုးရိမ်လို့တဲ့နေ့တိုင်းသူနဲ့ပဲရှောက်သွားတာ ပြန်ကန်နီးဘူတာလိုက်ပေါ်တော့အသားညိုမှမစိုးရင်ပါနဲ့တဲ့။နောက်မန္တလေးကိုလာမယ်ဆိုရင်အမြဲတမ်းလိုက်ပြီးတော်တော့ကြည်ပြ။နေတော်တော့ဘာတော်လဲဟင်။သူကမှငါ့ကိုအသားညိုမလားမဲမလားဂရုစိုက်သေးတယ်။နင်ကငါ့ကိုဘာမှဂရုမစိုက်ဘူးမဟုတ်လား။နင်ဘာမှမသိဘူးမဟုတ်လား။ကျွန်တော်အရန်ကိုစိုးရင်ကဒေါသထွက်သွားခဲ့သည်။မန္တလေးကကောင်တွေကလည်းစကားမှာစားကိုတကြားဖြစ်အောင် ပြောတတ်တဲ့လူတွေ။နေပါနဲ့ဖြူဖြူမဲမဲကြည့်ဗျာ။ငါဂယူးမဆိုင်ဘူး။ ငါကနင်းအသားကိုဘယူဆိုင်တာမဟုတ်ဘူးငါကနင်းကိုချစ်တာငါကနင်းဆိုရင်ပြီးပြီဖြူဖြူမဲမဲဘာပဲဖြစ်ဖြစ်အေးလဲတေလိုက်လဲတေလိုက်ကျွန်တော်နဲ့ကြည်ပြာဒေါသကိုစီနဲ့အော်ဟစ်ခါစကားပြတ်သွားပြီးတိတ်တဆိတ်လမ်းကြီးဖိရှောင်နေကြသည်ရင်ထဲတွင်ညနေရီဤမွေးရနံဘဲကိုရောက်သွားသည်မသိတော့ညနေရီနေအောင်သည်ချက်ချင်းပင် မီးဆွယ်မီးညွန့်လိုကျွန်တော်ရင်ကိုလာဟတ်နေ၏ ကြည်ပြာပြောတာတကယ်လားပါလားဆိုတာလဲကျွန်တော်မစင်ကျင်နိုင်စိတ်ထဲမှာဝမ်းနေအားငယ်မှုစိုးရိမ်ထိတ်လန့်မှုပြီးတော့ဒေါသထိုစဉ်ကျွန်တော်တို့လမ်းအပြန်ရှောက်နေကြသောပလက်ဖောင်းနဘေးကတ်တရားလမ်းမှာမှစပေ30ဖြတ်မောင်းသွားကြပြီးကျွန်တော်တို့ကို ကြော်သွားသောအခါ နောက်လှည့်၍ကြည်ပြာကိုကြည်ကအယိုးအယိုးဟုစပိန်ပေါ်မှဟော်သွားကြလေသည် နောက်ဆုံးမှနင်းသွားသော စပိန်ပေါ်မှာလူက၂ယောက်ဖြစ်ပြီးကယ်ရီယာပေါ်မှာ လူက ကြည်ပြကိုပြောင်းပင်ပြသွားသေး၏ကျွန်တော်တို့ကိုကြော်သွားပြီးဓာတ်တိုင်တတိုင်လောက်ရောက်တော့ပြန်ကွေ့ကသွားကြသည်ကျွန်တော်ကြည်ပြကိုလှန့်ကြည့်တော့ကြည်ပြမျက်နှာပေါ်မှာဒေါသရိပ်ပြီးဖြော့ချသွားသည်ကြည်ပြနဲ့ကျွန်တော်မျက်ဝန်းချင်းစုံသည်သို့တော့ဘာစကားမှတော့မပြောပြေလမ်းလျှောက်နှုံးကိုပြန်တို့မြင့်တင်လိုက်သည် ထိုစဉ်စပိန်များဘွားကနေပြန်ပေါ်လာကအယိုးအယိုးဟုဟော်ကြားပြန်လေသည် ကြည်ရသည်ဖြတ်ကျော်သွားသောစပိတ်များကိုဖြတ်ခနဲလှန့်ကြည့်ကခေါင်းကိုငုံချလိုက်ပြီးခြေလမ်းများကို အရှိန်လျှော့ချလိုက်၏။ဘာဖြစ်တာလဲဆိုတာကိုကျွန်တော်နားမလည်နိုင်။ကြည်ပြ။နေပါစေ။အဲ့ဒါငါ့ကိုခေါ်တာ။ငါ့ကိုနောက်နေတာ။ထားလိုက်။ဖေယားဖေယားဒါကြည်ပြကိုနောက်နေတာဆိုပါလား။ခုနကစိတ်ညစ်သဖြင့်ဖြေလျှော့ခွေကျသွားသောကျွန်တော်ခန္ဓာကိုယ်ထဲမှတွေးကြောတွေဝုန်းကနေထရက်သည်။ ရှက်သွေးရဲပြီးခေါင်းငုံချကညှိုးငယ်သွားသောကြည်ပြမျက်နှာကိုမြင်ရတော့ရင်တစ်ခုလုံးကတဒုတ်ဒုတ်ဖြစ်လာ၏ကျွန်တော်တယောက်လုံးပါလျက်သားနဲ့ကျွန်တော်ချစ်သူဟာဒီအတိုင်းအစော်ကားခံနေရတော့မှလားကျွန်တော်လက်မောင်းတီးတီးကလေးထိတ်မှလက်တီးတီးတီးကလေးနှလုံးကဝုန်းဆိုဆုပ်လျက်မိသားဖြစ်သွားသည်သို့တော်စပိန်၃ဆင်းလူ၄ယောက်စပိန်များပြန်ကွေ့သွားကြပြန်၏တတိယအကြိမ်អော်ကြပြန်သောအခါကျွန်တော်ဒေါသကထိမ့်မရတော့ ကျွန်တော်ဟာ အလကားလူဖြစ်နေပါရောလားကျွန်တော်ရှေ့မှာကျွန်တော်ချစ်သူတယောက်ကဒီလိုပဲအစော်ကားခံရတော့မှာလားကျွန်တော်ပုတ်ပွက်ဆူလာသောဒေါသယောက်ျားတယောက်ရဲ့မာနတို့ပြန်လှန့်ကြည့်သည်ကျွန်တော်မျိုးလုံးများကို စပိန်သမားများကလည်းမြင်သွားသည်တို့တော်လက်နာများကပြောင်ဆက်ဆက် လုံးဝရက်တံမသွားစပိန်သုံးစင်းလူလေးယောက်ကျွန်တော်စိတ်ကိုရှော့ချလိုက်သည်ကျွန်တော်တို့အတက်နိုင်ဆုံးလမ်းကိုသာဖိရှောင်နေ၏ ကြည့်ပြဒီကောင်တွေအိုးနေပါစေဆိုအဲ့ဒါငါတို့လမ်းထိပ်ကကောင်တယ်နေပါစေသူတို့လမ်းသူတို့သွားလိုက်မယ်ကောင်းကိုမမော်ပဲအားငယ်ထိတ်လန့်နေသောလေတံရှက်ရွံ့နေသောအမူအရာတို့ဖြင့်ပျော်သောကြည်ပြတ်အတန်ကိုကြားရသောအခါကျွန်တော်ခန္ဓာကိုယ်ထဲမှာတွေးလည်ပတ်မှုလုံးကတအားမြန်လာသည်ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်သည်ရှက်ရွံ့အားငယ်နေသောကြည်ပြတ်လက်ကလေးကိုလှမ်းပြီးစုပ်ကင်ထားလိုက်၏ဒါတော့ဆိုရင်ဒီကောင်တွေနားလည်ဖို့ကောင်းပြီ ရင်တုံရလုံးဒေါသဖြစ်ရလုံးသဖြင့်ကျွန်တော်လက်များသည်ချွေးဖြင့်တုံရင်သာရွှဲနေ၏။ကြည်ပြလက်ကလေးကိုစုပ်ကန်ပြီးသောအခါကျွန်တော်သည်စပိန်သုံးစင်းကိုလည်းဂယုမဆိုင်တော့လူလေးယောက်ကိုလည်းမမြင်တော့။အယိုးအယိုးအယိုးလေးကွာ။ဟေ့ဟောမင်းတို့ဘာရင်းထားရကွာ။ကျွန်တော်ကကြည်ပြလက်ကိုကြစ်ကြစ်စုပ်ကလှမ်းအော်ရင်ခြေလမ်းများကိုရက်ပစ်လိုက်သည်။ကြည်ပြကထိတ်လန့်ကြား ဟဲ့ရဲဝင်ဟဲ့ဟဲ့ဟုတ်တားတော်လဲမမီတော့ကျွန်တော်အော်ဒန်ကိုကြားကြားချင်းစပိန်သမားများကစပိန်များကို ရက်ခါချက်ချင်းကျွန်တော်တို့နားရောက်လာ၏မိုက်တီမိုက်ကန်ထိုမျက်လုံးရှစ်လုံးနဲ့ကျွန်တော်ဒေါသမျက်လုံးနှလုံးစုံရသည်သို့တော်ကျွန်တော်ဘာကုန်မှခယူမဆိုင်တော့မင်းခုနကဘာလို့ပြောရလဲကိုလူကျွန်တော်ကိုစူးစူးဆိုက်ဆိုက်ကြည့်ကမေးရင်လေးယောက်စလုံးလက်တကန်းအကွာတွင်ရက်သည် ကျွန်တော်ရင်ခုန်တန်းဒေါသဤအရှင်ပြင်းစွာပင့်တင်တိုးဆောင်မှုကြောင့်ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးလေထဲသို့လွင်ကနေမြောက်သွားသလိုခံစားရပြီးပျောက်ရှာသွားသည်လူလေးရောသို့တော့ကျွန်တော်ထံမှာအသိစိတ်မရှိတော့ကျွန်တော်ကြည်ပြလက်ကိုလွှတ်ချလိုက်သည်သို့တော့ကြည်ပြကကျွန်တော်လက်ကိုမလွတ်မလွတ်သည့်အပြင်ကျွန်တော်လက်ကိုအားနှင့်စောက်ကန်ဆွဲရန်ကတုံနောက်သို့ဆွဲပို့လိုက်ပြီးဘယ်ဘက်လက်ကိုနောက်ပြက်ကချုပ်ထားရင်း ျွန်တော်နဲ့ထိုလူ၄ယောက်တို့အကြတို့ဆွေကနေရောက်သွား၏ထင်မှမထားသောရုတ်တရက်အပြောင်းအလဲကြောင့်ကျွန်တော်ကြောင်သွားသလိုထိုလူ၄ယောက်လည်းလန့်ဖြတ်ကနောက်သို့ဆုတ်သွားကြသည်ဟဲ့နင်တို့ကလည်းစသေးတယ်မရိုင်းလှကြလားဟင်နင်တို့ကလည်းရန်လိုသေးတယ်ထိတ်ကြည့်စမ်းတတိရှိရင်ထိတ်ကြည့်စမ်းကြည်ပြာဤဆွေရမ်းမှုကြောင့်ကျောပတ်ရောက်သွားသောကျွန်တော်သည်ကြည်ပြာဤအော်တန်ကိုကြားရသောအခါစိုးရင်စိတ်ကြီးစွာဖြင့်ကြည်ပြာနှင့်ထိုလူ၄ယောက်ကြားကိုရောက်အောင်တိုးထွက်ဖို့ကြိုးစားသည် တို့တော့ကြည်ပြာကတင်းကျက်စွာချုပ်ထားတဲ့ဖြင့်ကျွန်တော်ယုံကြည်မရမဟုတ်ပါဘူးငါတို့ကဘာမဟုတ်ပါဘူးလဲနင်တို့ငါ့ကိုစတာများပြီငါ့ကိုဘာထင်းနေတယ်လဲတတိရှင်ရင်ရှေ့တိုးကြည့်လိုက်စမ်းပါပါရှစ်စိတ်ကွဲသွားမယ်မရိုက်ရဲဘူးထင်းမနေနဲ့လာလေတတိရှင်ရင်ရှေ့တိုးလိုက်ကြည်ပြာနေစမ်းနင်ကတမျိုးတိုးလေမရိုက်ရဲဘူးလို့ထင်ရင်တိုးလိုက်အရှက်မရှိတိတ်ခါမရှိတဲ့ကောင်းနေငါ့လော်ဝါကပါမရွေးဘူးဟဲ့ ကြီးပြားသည်ကျွန်ုပ်ကိုလက်တစ်ဖက်ဖြင့်နောက်ပြန်ချုပ်ထားရင်းကရင်ကိုကော့ကအော်ဟစ်ချိန်မောင်းရင်ရှေ့သို့တလန်းတိုးသည်ထိုလူလေးယောက်ကလက်ဖြတ်ကတလန်းဆုပ်ကြ၏ကြီးပြားကနောက်တလန်းထပ်တိုးပြန်သည်ထိုလေးယောက်ကထပ်ဆုပ်ကြပြန်၏ကြောဘက်မှာကက်အချုပ်ခံထားရသောကျွန်တော်ကကြီးပြားရှေ့တလန်းတိုးတိုင်းကြီးပြားရော ကျွန်တော်ပါလဲကြံမသွားစေရန်တတိပြက်တလန်းလိုက်ရသည်ကြီးပြားနှင့်ကျွန်တော်ခြေထောက်များမှာအောက်တွင်ရှုပ်ရှက်ခံနေ၏ ကြီးပြားသည့်ရင်ကိုမတ်နေအောင်ကော်ထားကလဝန်းတစ်ဖက်ကမွေတကောင်ရိတ်ထိုးလှုပ်ရှားနေသည့်နေထိုလူများကိုချိန်ရွယ်လျက်ရှိသည်ထိုချိန်တွင်ကျွန်တော်ကကြီးပြားတလန့်ထက်တိုးနိုင်ရန်အတွက်ခြေထောက်များကိုအစဉ်ပြေအောင်လုပ်ပေးနေရသည်ထိုလူလေးယောက်သည်ထင်းတယ်လို့ဖြစ်မလာသည့်အတွက်အံ့ဩကကြီးပြားတလန့်တိုးတိုင်းစုပ်စုပ်ချီပေးနေရလေသည်နေနဲ့မဆိုင်ပါဘူးငါတို့ကသူ့ကိုပါဆိုင်နေငါနဲ့ဆိုင်နေဒါငါရေးစား နင်တို့ဘာမှသူ့ကိုထိကြမလို့ဘူးငါ့ကိုလည်းစကြမလို့ဘူးဒါပဲနင်တို့သွားမလားမသွားဘူးလားမရိုက်ရဲဘူးတော့မထင်နဲ့နော်ဘာလို့ရမှန်းမသိတော့တော့လူလေးယောက်ဒီအချင်းချင်းလှမ်းကြည့်လိုက်ကြပြီးကြည်ပြနောက်တွင်ကတ်နေသောကျွန်တော်ကိုစူးစူးဝါးဝါးကြည့်ကထပ်သွားကြလေသည်ဆပင်းများဝေးတော်မှကြည်ပြကကျွန်တော်ကိုလှုပ်ပေးကခါးကိုထောက်ရင်းဆပင်းများကိုစိမ့်စိမ့်ကြည့်သည် ကျွန်တော်ကကျွတ်လူလူဖြစ်နေသောပစိုးကိုအခုမှပြင်ဝေးရ ျွန်တော်တကူလုံးတီတုံရင်လည်းရှိသည်ခွေးမသားလူအလကားကောင်းနေပါဟာငါကောများ ထိလို့ကတော့လားညနေကြီးလေးပြီးဒီအခုမှဝုံငနဲ့ပြန်ပေါ်လာသလိုကျွန်တော်မျက်နာပေါ်ဖြတ်တိုက်သဖြင့်ချွေးများနင်းကန်ထွက်နေသောမျက်နှာတီအေးမြသွား၏အားကစားကွင်းရှိလေညင်းခံသူလမ်းလျှောက်သူတွေကကျွန်တော်တို့ရံပွဲကိုဝိုင်းနေကြတီကိုကျွန်တော်အခုမှတွေ့လျက်သည် တတိထားမိသွားသည်ပြုံးဆဆဖြစ်နေသောလူတွေမျက်နှာများကြောင့်ကျွန်တော်တကူလုံးသည်တုံနေရမှမှုန်ထူထွက်သွား၏ရှက်စိတ်သည်ညနေလေးပြီလိုပင်ကျွန်တော်နှလုံးသားထဲဝုန်းကနဲခုန်ဝင်လာလေသည်နင်ကဘာလို့ငါ့ကိုချုပ်ထားတာလဲဒီကောင်တွေကတက်တက်လူကားဝါစော်ကားတာငါကအောင်မလဲတင်လိုက်ပါလားဘာလဲတင်လိုက်လေနင်ကငါ့ကိုဘာဖြစ်လို့ချုပ်ထားရလဲဟဲ့နင်ကတိတ်တိတ်လေးဟိုကလေးရောက်တော့နင်တည်သွားမှာပေါ့နင်ကပစ္စည်းကွေးလေးပြီးတော့ 60နှစ်ကျွန်တော်ထင်မှတ်မထားသောကြည်ပြတ်ဓမ္မအော်ဒါများကြောင့်ကျွန်တော်ခန္ဓာကိုယ်သည်အေးဆက်ပြီးဒုတိယအကြိမ်လွတ်တော်သွားပြန်၏ရက်ကြည့်နေသူတွေကကြည်ပြတ်စကားဆုံးတော့ကျွန်တော်ကိုကြည်ကဝါခနဲ့ရေချလိုက်ကြသည်နေဟောဘာမှလာမပြောနဲ့ငါဘာသာသေးသေးကိုယ်ကိုယ်ဒါငါအလုပ်ရံပြည့်တယ်ဆိုတာယောက်ျားတွေလုံးငါမှတက်တိရှိတယ်ဒီသေးတဲ့ကိုယ်ကိုယ်နေဘာမှထည့်ပြောစရာမလိုဘူးနေတိတ်ရဟင်နေကငါ့ကိုအော်ရဟုတ်လားရဲဝင် ။អော်រ៉នင်းទេមកសួរលូហេតិឡា។នင်းកតិចសាပဲရှိឡា។ហូកောင်នេះកធွားលេធွားរ៉នင်းកតកេតិចសា។នင်းតតតតិရှိរ៉បော។ហោឡា។ចំណយីមွန်ធូនេះទីអော်ដាន។ជីរាយីដោតាលេជីပြန်អော်ដាននោះចောင်း។ចំណរយ៉ានបွဲကိုសិលက်អាពេနေជាទីពីយិតកវ៉ាកណេយេလိုက်ជាပြန်ទី។ကြည်ပြာကခါကိုထောက်ခါခန္ဓာကိုယ်ကိုငုံကိုင်းရင်တအားအော်နေကျွန်တော်ကိုလက်ညှိုးငေါငေါထိုးသည် နင်းကုန်နင်းလဲပြန်ကြည့်အောင်နင်းကုန်နင်းဒါကိုထဲ့ထဲမှာပြောနေငါကယောက်ျားတိတယ်တေဘူးစီတေတာဘာဆန်းတယ်နင်းကမိန်းကလေးလဲတေလိုက်လူကပြန်လက်တဆုပ်စာနေနင်းကဘာလုပ်နိုင်မှာမဟုတ်လို့လေငါကမိန်းကလေးအေးဒါပေမဲ့နင်းကိုစိတ်ပူလို့ဟေးတိလားမိန်းကလေးတမ်းမဲ့ငါမှတတ်ဖို့ဖြတ်ဖို့ဝင်ရတာနင်းကငါ့ကိုအပြစ်တင်နေရသေးလားနင်းတိတ်နော်ရေဝင်တိတ်ဆိုရင်တိတ်လိုက်အေးနင်းလဲတိတ်လိုက်ဟိုဟာတရားတွေငါ့ကိုမအော်နဲ့60နှစ်တွေပါပြီဘာမှပြောစရာမလိုဘူး အော်နေဟင်းနေကြရင်ပင် ကြည်ပြနှကန်းတွေတဆက်ဆက်တုံလာလာ၏ကျွန်တော်ရုတ်တရက်သတိဝင်လာကထိတ်လန့်သွားမိသည်ကြည်ပြအယံဒေါသထွက်လေပြီဘာကြောင့်ကြည်ပြကိုတောင်းအော်မိသည်ဆိုတာကိုကျွန်တော်ကိုကျွန်တော်လည်းမသိနိုင်တော့ထိုစဉ်ရက်ငေးကကြည်နေကြသောလူအုပ်ထဲမှယောက်ျားကြီးတစ်ယောက်နဲ့အတော်ကြီးတစ်ယောက်ကကျွန်တော်တို့ရံပွဲကိုဝင်တားကြသည်ကဲကဲတော်ကြပါတော့ဟိုကလည်းတွားပြီပဲ ဒီလိုပဲပေါ့တယောက်နဲ့တယောက်စိတ်ပူကြတာပါပဲအော်မနေကြနဲ့တော့လမ်းမကြီးပေါ်မှာဟုတ်ပါရဲ့ကွယ်တမိကလည်းတိတ်လိုက်တော့ဟုတ်လားမင်းကလည်းတိတ်သူကမင်းကိုစိတ်ပူလို့ပဲဟာအန်ဒီစဉ်းစားကြည့်တမိကမင်းကလေးဒါပေမဲ့သူ့ကိုကြည့်အောင်ဟိုကားချရင်သူ့ဒီမှာကြည့်ကြည့်အဲ့ဒါကိုများနင်ဟာအလကားပဲရဲဝင်အလကားတိလားနင်ငါ့ကိုစော်ကားတယ်ကြည်ပြားဒီပြောနေရင်ပြောနေရင်ကငိုတန်းပါလာကမျက်ရည်ပေါက်ပေါက်ကြလာ၏ ကျွန်တော်ဘာပြောရမှန်းမသိခင်ကြည်ပြန်ကခြာကနေလှည့်ထွက်သွားသည်ဝင်းဖြန်းပြေသူနှစ်ဦးကလည်းဟုတ်သားပဲမင်းကဘာကြောင့်ကောင်းမလေးကိုတွားអော်ရတာလဲဟုဝင်းဆူကြဟောက်ကြ၏ကျွန်တော်ဘက်မှာဘယ်သူမှမရှိပါကလားကျွန်တော်ခေါင်းငိုက်ဆိုင်ကြမတော်နိုင်မောင်ကြီးပြိုးစားညနေဤလေပြည်ထဲတွင်တလွန့်လွန့်ဖြင့်ရှောက်သွားနေသောကြည်ပြန်နောက်သို့ကမန်းကရံပြေးလိုက်ရသည်ချစ်ရပါသောမချီပြား ြီးပြကြီးပြကြီးပြမခေါ်နဲ့ဘာမှလာမခေါ်နဲ့နင်ကစေတနာနဲ့မတန်နဲ့လူနင်းမျက်နှာကိုငါမကြည့်ချင်ဘူးသိလားအေးပါကြီးပြရာငါပြောတာခဏဟိုလေငါရှက်နင်ပြန်ဆိုပြန်တော့ရဲဝင်ကြီးပြကဖြက်ကနေရက်ခါကျွန်တော်မျက်နှာကိုစိမ့်စိမ့်ကြီးကြည့်ရင်ဟောသည်လေတံကမာထန်လွန်လာပါလားအဲ့ဒီဖြက်ကနေရုပ်ကြွထွက်သွားတဲ့ ကြည်ပြနှကန်းလေးတွေကိုကျွန်တော်ဆုံးရှုံးလိုက်ရတော့မှာလားစိန်ကားလုံးသောအကြည့်ဘတ်ပေါင်းစုံကတောက်ပြောင်နေအောင်တွေးထားတဲ့အစိမ်းအောင်ဓမြောင်တစ်ချောင်းကိုအကြည့်ကျွန်တော်ရဲ့နှလုံးသားကို ထိုးပေါက်ပြီးမျက်ရည်နဲ့နောင်တအပေါ်မှာပွဲတော်ချိတ်ချိတ်တဲတဲကျင်းပါမယ်အကြည့်ဒီလိုအကြည့်မျိုးကြည်ပြထံမှာပေါ်လာပြီဆိုရင်ကြည်ပြသည်ဘယ်တော့မှနောက်ဆုတ်တော့မည်မဟုတ်ဆိုတာကိုကျွန်တော်သိသည်ကျွန်တော်အခုမှ လုံးဝခေါင်းငိုက်ဆိုင်ကြာသွားကကြည်ပြနဘေးမှလျှောက်လာခဲ့သည်နှလုံးသားသည်ရင်ထဲမှစံတက်လာလေကနှုတ်ဖျားမှခုန်ချထွက်ပြေးသွားတော့မလားထင်ရသည်ကြည်ပြရဲ့ငါတိတ်ကြောက်တဲ့အဲ့ဒီအကြည်မျိုးတွေကိုနင်ဘယ်နေရာမှာတိတ်ထားခဲ့တာလဲငါ့ကိုတကယ်ချစ်တာဆိုရင်အဲ့ဒီမျက်လုံးတွေကိုတခါတည်းဖြည့်ဆည်းပြလိုက်စမ်းပါဟာကျွန်တော်ကြည်ပြကိုတောင်းပန်ဖို့ကြိုးစားသည်သို့တော်အတန်ကထွက်မလား အသက်ကိုပိတ်တင်ရှူကအတန်ကိုညှစ်ချတော့လဲအတန်ကထွက်မလားအသက်ကိုအောက်ကတိညှစ်ချတော့လဲအတန်ကထွက်မလားကျွန်တော်ကြည်ပြန့်ကိုတောင်းမှန်စကားပြောမှကိုဖြစ်လိမ့်မည်ထိုကနမှာပင်ကျွန်တော်ကိုကျွန်တော်တစက်မှရစရာမရှိတော့အောင်အပြစ်ရှိသူအဖြစ်လှမ်းမြင်လိုက်ပြီဖြစ်၏ကြည်ပြန့်မျက်နှာကိုမော့မီတော့ကြောက်သားပြင်လို့မာကျောကခတ်ထန်နေသည်ထိုမာကျောခတ်ထန်မှုတိုင်းတွင်လဲအမှန်တရားကအပြစ်ဩ ချစ်ရတဲ့လူစီကိုအမုန်းတရားနဲ့နဲ့ရောက်သွားတော့လေအဲ့ဒီအမှန်တရားဟာအယောင်ထွက်လာပါလားမာကျော်ဆုရှလာပါလားကြည်ပြငါလေငါကျွန်တော်စကားမဆုံးခင်ကြည်ပြကနဘေးနားမှဖြတ်မောင်းသွားသောစိုက်ကားတစ်စင်းကိုလှတ်တားသည်ပြီးတော့အေးအေးဆေးဆေးပင်ထိုစိုက်ကားပေါ်တက်ထိုင်ရင်မင်းတန်လာထိတ်ကောမဟုတ်ပြောသည်ကျွန်တော်ကိုလုံးဝလှဲ့မကြည့်ဂယုလဲမဆက် ချီမြကိုတင်သွသောစိုက်ကားသည်ကျွန်တော်နှင့် တစတစဝေးရဝေးသွားသည် အမောင်သည်တဆိတ်ဆိတ်ခန့်ခန့်လာပြီးဖြစ်လေသည်ချီမြကျွန်တော်အနာမှာမရှိတော့တော့လဲသူဝနာဂုံတရာကြီးပေါ်မှတက်လာခဲ့သည်ဂုံတရာအောက်မှ အမြန်ရထားတစဉ်မီးတထိန်ထိန်ဖြင့်ဖြတ်မောင်းသွားသည်တကဘာလုံးသည်ကျွန်တော်ဘက်မှဘာမှမရှိတော့ဘဲချီမြဘက်သို့ရောက်သွားပြီဟုပင်ကျွန်တော်ထင်သည် ခမ်းမှန်မှန်တက်လာတော့လာမင်းလဲတဖြည်းဖြည်းကြည်ပြဘတ်တို့ပါသွားသည်တစ်ပင်အမောင်နဲ့မိတထိန်ထိန်အဆောက်အုံတွေအားလုံးသည်ကြည်ပြဘတ်ကိုပါသွားကြသည်ကားတွေကလည်းတဝဝဖြမောင်းကကြည်ပြရှိရာဘတ်ကိုပဲသွားနေကြသည်လေပြင်းညင်းကလည်းကျွန်တော်ရှိနေသမျှမတိုက်ဟူသောသဘောဖြင့်ငြိမ်နေကြသည်နောက်ဆုံးကျွန်တော်နှလုံးသားကပင်လည်းကြည်ပြဘတ်ကိုပါသွားကအသားတော်ကိုချောင်းနေသောစုံရဲတကောင်လို့ ကျွန်တော်ခန္ဓာကိုယ်ပေါ်မှပြန်ဝဲ၍ချောင်းမြောင်းနေသည်ဟုကျွန်တော်ထင်လာသည်ထိုနေ့ကတော့ကြေကွဲဝမ်းနည်းမှုမျိုးကြည်ပြန်နဲ့ပတ်သက်၍ကျွန်တော်တခါမှမဖြစ်ဘူးကေကျွန်တော်မနေတတ်တော့မနေနိုင်တော့ကျွန်တော်ပြန်လာပုံကအတောင်မှမီးတင်ထားသောလက်ပြာတကောင်ကိုပွမ်းစိတ်တွေချီမှတည်ယူသွားသလိုတရွေ့ရွေ့ကောင်းငင်ပေါ်မှာကြယ်များကကျွန်တော်ထွက်သွားတာကိုအားပေးတယ်လို့တလက်လက်ခုန်နေကြသည် လာမင်းကလည်းကျွန်တော်ကြောပြင်ကိုအညာအတာကင်းစွာစိုက်ကြည့်နေပေလိမ့်မည်။လေပြည်ကကျွန်တော်ကိုတွေးသည့်အခါတစ်ပင်အုံများအတွင်းရှိအမောင်နဲ့တိုးဝင်သွားကြ၏။လူဥရိုင်းတယောက်တိုင်းမှာတစ်ချိန်ချိန်တော့ချစ်ဆိုရာရှိခဲ့ကြတယ်လူသားတို့ပေါင်းမိရင်ဘာရဲ့ကြောင့်အားနေသူကို ုံတက်ဒါလေဒီပြောင်းလဲခြင်းနဲ့ရင်ဆိုင်ရမှာဟိုတော့ငါချောက်စိတ်တွေရှိခဲ့ဘူးကွယ်ငယ်ရွယ်သူမှုချစ်တခုသာကိုဝေအားတာယာတင်မှတ်อยู่မယ် စိုင်းဒီဆိုင်ဤအချစ်ကိုဦးစားပေးခဲ့သူတချင်းကိုတိုးတိုးကြီးကဝမ်းနဲ့ကြေကွဲစွာ ကျွန်တော်ပြန်လာခဲ့သည်အရာအားလုံးသည်ကျွန်တော်နောက်တွင်ဒုနဲ့ဒဲနဲ့ကြည်ငေးကကြံခဲ့လေသည်နီကိုရဲ့လူဝတ်ချက်များကိုတီးခံပြီးနားဆင်ပေးကြတော့ညီကိုမောင်နှမများအားလုံးအားလုံးဘေးကင်းရန်ကွာရှိကြပါစေနားဆင်အပိတ်ခဲ့ကြတဲ့သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်။